ဆယ်ကျော်သက်ကစားမားတွေကိုပွဲချင်းများဆုံးကစားခွင့်ပေးတဲ့အသင်းတွေစီးမှာအစင်းနှစ်ကောင်တွေရပ်တည်နေကြတဲ့ United ပရိသတ်များလုံးမဲ့မင်္ဂလာပါမြောက် Manchester Football ဆိုတာနေပြန်လဲကြိုးဆိုးလိုက်ပါရီမဲတင်ကဆယ်ကျော်သက်လူငယ်ကစားမားတွေကိုအသုံးပြုမှုစီးမှာပရီးမီးယားလိအသင်းတွေအားလုံးရဲ့အရှိဆုံးကတွေဦးဆောင်နေကြပြီးအစင်းနှစ်နေရာမှာရပ်တည်နေတဲ့ကလပ်အထုပ်ပြန်ကြတိရသိရပါရီလူငယ်ကစားမားလေးကိုအခုလိုမျိုးစီးနှင်ပေးလာနိုင်တာကတိတ်ကိုကောင်းမွန်တဲ့လက္ခဏာတရဖြစ်ပါရီကိုယ့်ရဲ့ Academy မှာလည်းလူငယ်ကစားမားလေးတွေအများအပြားရှိပါရီအဲဒီမှာရည်သွေးရှိတဲ့ကျဲပွင့်ကစားမားလေးတွေလည်းအများအပြားရှိပါရီတို့စီမှာရရင်မှုတွေတာမာမှုတွေကိုကြည့်ရှိကြပြီးလိုအပ် တစ်ချက်ဆိုလို့တကူတည်းပဲရှိပါရီအရာကတော့စီနီယာအသင်းကြီးနဲ့ပွဲထွက်ကစားခွင့်ပဲဖြစ်ပါရီအကြိုတော့ပွဲစဉ်ဒီမှာဒီကစားမလေးကိုပွဲကစားခြင်းမင်းအနေငယ်လောက်လူစားဝင်ကစားစီရင်နဲ့သူရဲ့ယုံကြည်မှုတွေကိုမြင်တင်ပေးဖို့လိုအပ်ပါရီဒါမှသူတို့လေးတွေကပိုကောင်းတဲ့အနေထားတစ်ခုစီကိုဥတီလာနိုင်မှာဖြစ်ပါရီကိုအကယ်မီကနေရည်သွေးရှိပြီးတော့အသင်းကြီးအတွက်အားကိုးလို့ရနိုင်တဲ့ကစားမလေးတွေကိုအသင်းကြီးလူစီရင်နဲ့မွေးထုတ်ဆွဲခေါ်ပေးနိုင်အကောင်းဆုံးပါပဲဒီလိုဆိုရင်ကစားမသစ်တွေထပ်မံဝယ်ယူရတဲ့ကုန်ကြစည်တွေများစွာတက်တာလာနိုင်ပြီးအခုကြုံတွေ့နေရတယ်လို့လောက်ခလာစားတွေအများကြီးပေးနေရတဲ့ပြဿနာတွေကနေကင်းဝေးစေနိုင်မှာဖြစ်ပါရီဘောက်ကစားကြီးစ ဆိုရင်ကရမီကျယ်ပွင့်နေတဲ့တောင်မှခရစ်ခေတ်ထူထောင်ခဲ့ဘူးပါရီဒေးဗစ်ဘက်ကန်ပေါ့စကိုရိုင်ကေးစတိုလိုကဘာကျော်တင်တန်းကစားမတွေအားလုံးကမေတီယန်92မျိုးဆက်ဆိုပြီးနာမည်ကျော်ကြားခဲ့ကြတာပါအခုအမော်ရီယားလက်ထက်မှာတော့အဇူဘာလက္ခဏာကောင်းတရက်ကိုပြန်လည်တွေ့ရှိနေရပြီလဲဖြစ်ပါရီ ဒါကခုနှစ်ပေါ်လုံးရသည်မှာမယူတင်ရဲ့တရားချင်းနေနဲ့ဘတ်ဂျက်အကြက်တဲတွေပေါ်မှာမူတည်ပါရင်မယူတင်ရဲ့အဓိကကစားမအများစုကတရားပဒနာတွေနဲ့နှစ်ပန်းလုံးနေခဲ့ရပြီးအခုချိန်ထိတိုင်းတင်းရဲ့ခြေစွမ်းပြကစားပေးနေကြတဲ့ကစားမတွေကလည်းတယောက်ပြီးတယောက်တရားရှိနေစေဖြစ်ပါရင်ဒါပြင်မယူတင်ရဲ့ဘတ်ဂျက်ချင်းတွေကလည်းအရန်ကိုစိုးဝါလုံးနေခဲ့ပြီးတော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာဒေါ်ကူတယောက်ကိုရရှိလိုက်တာတောင်မှကံကောင်းလို့လို့ဆိုရမှာဖြစ်ပါရင်အဲဒါကြောင့်လည်းအင်မော်ရင်ကအကြံကုန်ကလုံစားချက်တဲ့နေနဲ့အကယ်ဒမီကစားမလေးတွေကတောင်းမဲ့မီဂက်တဲလေးတွေကိုစီနီယာလူစင်းကြီးစီခေါ်ဆောင်လာခဲ့ပါရင်လက်စတာအိုနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအကယ်ဒမီအတွက်ကစားမ၃ဦးထိဝင်ရောက်ကစားခွင့်ရ ရှိခဲ့ပြီးတော့ခြေစွမ်းကောင်းတွေကိုလည်းပြသနိုင်ခဲ့တာကြောင့်အင်မရင်းထွက်ပြေးသိမ်းစရာတခုဖြစ်လာခဲ့ရပါတယ်။လက်စတောင်းရဲ့ပွဲစဉ်မှာလူငယ်ပင်နောက်ခံလူ Harry Amos ကပွဲကစားချိန်မိနစ်20ကျော်လောက်ဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ဒီကနေ့ကစားရတခုကိုလည်းချပြသွားနိုင်ခဲ့ပါတယ်။ဒီကောင်လေးကအခုမှအသက်16နှစ်ရွယ်သာရှိပါသေးတယ်။ဒါပြင်လက်စတောင်းရဲ့ပွဲစဉ်မှာ Chiro Obi ကလည်းထမှန်ပြီးတော့ဝင်ရောက်ကစားခွင့်ရရှိခဲ့တယ်လို့ကွင်းလယ်ကျယ်ဝင် Toby Collar ကလည်းထင်ရရှိသွားခဲ့တဲ့ Heaven ရဲ့နေရာကိုဝင်ကစား Pro Ground Jewelry တရားခိုင်နှုန်းအောင်မြင် Area Jewelry တရားခိုင်နှုန်းအောင်မြင်ဆိုတဲ့စွမ်းဆောင်ရည်ကောင်တစ်ရက်ကိုပြသသွားနိုင်ခဲ့ပါတယ်။ Toby Collar က My Academy ကျယ်ဝင်နေတဲ့မှာအထူးခြားခြား ထွက်ပေါ်လာခဲ့တဲ့ကောင်းလေးဖြစ်ပါရည်မြင်ပေါ်အားကောင်းလို့တော့မြင်ပေါ်ရှင်းထုတ်ပုံကအရန်ကိုတည်ငြိမ်ပါရည်စီနီယာကစားမလေးထက်တော်မှမြင်ပေါ်မှာအားသာတဲ့ကောင်းလေးဖြစ်ပါရည်ဒီလိုဂရမီအတွက်ဆယ်ကျော်သက်ကစားမလေးတွေကိုခွင့်ရေးပေးမှုအများဆုံးတင်နေတယ်မှာမယူကပရီးမီးယားလိအသင်းရဲ့အားလုံးရဲ့ဒုတိယနေရာမှာရှိနေခဲ့ပါရည်အချိန်နဲ့ဆယ်ပရီးမီးယားလိချန်ပီယံတွေကလူငယ်ကစားမ9ယောက်ကိုပွဲကစားခြင်း2129မိနစ်အထိကစားခွင့်ပေးထားပြီးမယူထက်ပုံများတဲ့အသင်းဆိုလို့စပါအသင်းသာရှိပါရည်စပါကဆယ်ကျော်သက်ကစားမ9ယောက်ကိုပွဲကစားခြင်း2139မိနစ်ပတ်ဝန်းကစားခွင့်ပေးထားတာပါ ။အဆင့်23ရာမှာတော့ပုံမောက်ကစေစကစားမ3ရောက်ကိုပွဲကစားချိန်1692မိနစ်ပေးထိုင်းနဲ့ရက်ဒီလျက်ရှိနေပြီးတော့တန်းစင်းမို့တေချောင်းလေးအဆောက်တန်းကစေစကစားမ2ဦးကိုပွဲကစားချိန်1566မိနစ်ပေးထားတာတွေ့ရှိရပြီးအဆင့်4မှာရက်ဒီနေပါရီ။အဆင့်ကတော့အဆင့်9မှာရက်ဒီနေပြီးတော့စေစကစားမ2ဦးကိုပွဲထွက်ကစားချိန်1368မိနစ်ပေးထားခဲ့တာလည်းဖြစ်ပါရီ။လူငယ်တွေတင်းကြီးမှနေရာရလာတာကမန်ယူအသင်းအတွက်ကတော့ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပါရီ။ဖောက်ဆန်ရဲ့92 class မျိုးဆက်နောက်ပြီးလူငယ်တွေရဲ့အစွမ်းစားနဲ့နောက်တစ်ခေတ်တစ်ခုထပ်မံထူထောင်နိုင်ဖို့မျှော်လင့်မိပါရီ။ပြန်နိုင်မယ်ဆိုရင်တော့တောင်မတိုင်းစစ်ကစားမလေးတွေကိုပို့ပြီးတော့မြင် ျဲမိပါရီ Ryan Gates ဘက်ကန်တို့လိုအားကောင်းတဲ့တောင်မတက်ဆဲတဲ့ဇုံမျိုးလိုအပ်နေရလို့ထင်မြင်ယူဆမိပါရီအဆုံးထိလိုက်ပါကြီးရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ